ဒါကျွန်တော်တို့မကြီးမင်ကြီးရမှာကျွန်တော်ညီကိုလေးစပြီးတော့စပြီးတော့လေဝါးပေးနေပါပြီ။သကုံးမျိုးနဲ့မကြီးပင်ကြီးရွာ၌ရေကြီးရေရှမ်းမှုဖြစ်ပေါ်နေပြီးလူဦးရေ၄၀၀ခန့်ပြောင်းရွှေ့ပေးထားရပါတယ်။မင်္ဂလာပါ။အော်ဒီယိုဝိုင်းစွန်နိုင်ကနေတင်ဆက်ပေးနေတာဖြစ်ပါတယ်။ဒါကျွန်တော်တကုံးမျိုးဘင်းအောင်ရွက်လင်းမြေလင်းမြေ30 အဲကျွန်တော်ဒါနေမြေနေမြေ30ပေါ့နော်အဲကျွန်တော်တို့လက်ရှိရှင်တကုံမြို့တွေကိုစတင်ဝင်ရောက်တဲ့အခြေအနေဖြစ်ပါတယ်အလုံးမပြင်းအောင်ရောက်ွက်အထဲမှာရှိကြတဲ့မိဘပြည်သူများခင်ဗျာဇီဝရိယာနဲ့ဒီပေးကြဖို့လေကျွန်တော်ထပ်မံပြီးတော့တိုက်တွန်းကြင်ပါတယ်ခင်ဗျာကျွန်တော်တို့ဘွဲတော့လောလောဆယ်မကြီးမညွန်အားနေပြီးတော့ကျွန်တော်တို့ဖက်ကြီးရထိုးလာပြီးတော့မှအဲ့ဒါကျွန်တော်တို့တကုံးမျိုးဘောဘက်ကိုအဲ့ဒါကျွန်တော်တို့ရောက်ရှိလာတာဖြစ်ပါတယ်ဒီနေ့မေလ18ရက်မွန်တဲပိုင်းမှာစတင်ကမိုးတဲထန့်စွာရွာသွန်းခဲ့မှုကြောင့် မကြေးပင်ကြေးရွာ၌ရေကြီးရေရှမ်းမှုဖြစ်ပေါ်လဲရှိကြောင်းဂယုနာရှင်လူမှုကွန်ရက်ပရာဟိတအသင်းထံမှသိရပါဗျ။မိုးရွာပြီးတော့ရေတွေတက်လာတယ်။အခုရေတွေတက်လာတဲ့အတွက်လူဦးရေ400လောက်ကိုရွာကရွေရင်းဖြူဖုန်ကြီးကျောင်းကိုရွှေ့ပေးထားရတယ်။ဒီညနေပိုင်းမှာတော့ရေကတပေကွဲလောက်ပြန်ကျသွားပါပြီ။ရေပြန်ကျသွားရင်တော့ဖုန်ကြီးကျောင်းမှာကလေးတွေနဲ့တက်ကြီးရွက်အိုတွေလောက်ပဲကျန်ခဲ့မယ်။ ဗေဥနာရှင်လူမှုကွန်ရီပရာဟိတအသင်း၏တာဝန်ရှိသူတို့ကပြောကြားခြင်းဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ရေရင်းမြူဖုံတော်ကြီးကျောင်း၌ရောက်ရှိနေတဲ့ရေဘေးတင်ပြည်သူများအားဗေဥနာရှင်လူမှုကွန်ရီပရာဟိတအသင်းနဲ့တာဝန်ရှိသူများကကွန်ရီမှုများပြုလုပ်ပေးလျက်ရှိပါတယ်။အဆိုပါမကြေးပင်ကြေးရွာဆိုတာပြီးခဲ့တဲ့2024စက်တင်ဘာလကအကြီးကျယ်ရေကြီးခဲ့တဲ့ရွာတရွာပဲဖြစ်ပါတယ်။ ပြောပြအိတ်ကမကောင်းလို့ဘာမှမကြည့်တော့အရင်လေးမြင်ဖြစ်သွားတာပုပ္ပကအိမ်ကြီးကလည်းဒီဘက်ကိုဝင်တိုက်ပြီးပုံတာပြီတိန်နဲ့တိန်ဝင်တိုက်ပြီးတော့အိမ်လဲသွားပြီးတော့ပုံချပြီးတော့မှအဲ့မြေကြီးကန်းကြီးကိုကြမ်းလိုက်ဆွဲပြီးတော့ဂျွိနေပေါ်နေတာဒီပင်ကြီးပဲပေါ့ဟုတ်တယ်ဒီပင်ကြီးပေါ်မှာတင်ပေးထားတာဖော်ပြပါချက်လက်များတော့ဂယုနာချင်းလူမှုကွန်ရီပြဟိတအသင်းမှတံဖြိုးဟင်း၏ ဖဖို့ကောက်မှရယူခြင်းဖြစ်ပါတယ်အားလုံးပဲဘေးပြရေဝေးကွာကြပါစေဗျာ